မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မတ်လ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီရေးနဲ့ငလျင်ဘေးတံသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့နိုင်ငံတဝန်းငလျင်ဘေးတံခံရချိန်မှာအချမ်းဘတ်စစ်ကောင်စီကစကိုင်းတိုင်းပဲခူးတိုင်းနဲ့ရှမ်းမြောက်ဒေသကိုလေကြောင်းကနေတိုက်ခိုက်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ် မြန်မာနိုင်ငံတဝန်းငလင်ဘေးတံခန်းစားနေရချိန်မှာအကြံဖက်စစ်ကောင်စီတပ်ကသကိုင်းတိုင်းပဲခူးတိုင်းနဲ့ရှမ်းမြောက်ဒေသကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ဒေသသတင်းရင်းမြစ်တွေကဆိုပါတယ် မနေ့ကမက်လာ28ရက်နေ့မွန်းလွဲပိုင်းကမြန်မာနိုင်ငံအလဲပိုင်းဒေသကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မြန်မာပြည်သူတွေအထိဒုက္ခရောက်နေချိန်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ပြင်အားခွန်တသမခွန်အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်သွားခဲ့တာကြောင့်ငလင်တန်းခံရတဲ့သခိုင်းမန္တလေးမကွေးပဲခူးတိုင်းနေပြည်တော်ကောင်းစီနယ်မြေနဲ့ရှမ်းပြည်နယ်အရှိမြောက်ပိုင်းဒေသတွေကိုစစ်ကောင်စီကတဘာဝ BNDA ဆိုင်ရာစီမံခန့်ခွဲမှုအရေးပေါ်အခြေအနေကြေညာခဲ့ပေမဲ့တပ်ဖက်မှာအယက်သားပြည်သူတွေနေထိုင်ရာ နေရာတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ် စစ်ကောင်စီဟာစကိုင်းတိုင်းထဲကချောင်းဦးမြို့နယ်ကိုမတ်လ28ရက်နေ့ညပိုင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပဲခူးတိုင်းဖြူးမြို့နယ်စစ်တောင်းမြစ်အရှိဘက်ကိုမုံလွဲ2နာရီနဲ့3နာရီကြားမှာတိုက်ခိုက်ခဲ့တယ်လို့မုံလွဲ2နာရီနဲ့2နာရီကြားမှာရှမ်းမြောက်ဒေသနောင်ချုံမြို့နယ်ကိုဘုံကျဲတိုက်ခိုက်သွားတာလို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်မြန်မာနိုင်ငံအလဲပိုင်းဒေသတစ်ခုလုံးနဲ့ဆက်ဆက်ဒေသတွေကပြည်သူတွေဟာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ် ယ်ခင်ဗျာဆက်လက်ပြီးငလင်ကြောင်ထိခိုက်ဒဏ်ရာရသူတွေကိုလာရှိုးကျမ်းမာရေးဌာနကအခမဲ့ကုသပေးမယ်လို့ MNDAA ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်မြန်မာနိုင်ငံအလေပိုင်းကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်ထိခိုက်ဒဏ်ရာရသူတွေကိုလာရှိုးကျန်းမာရေးဌာနကအခမဲ့ကူတာပေးမယ်လို့ကိုကန့်တက်မတော် MNDAA ထုတ်ပြန်ကြေညာထားပါတယ်။ မနေ့ကမလ28ရက်နေ့မွန်လွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်းကြောင့်မန္တလေးစကိုင်းမြို့နဲ့ဆက်ဆက်ဒေသတွေမှာထိခိုက်ဒဏ်ရာရသူတွေများစွာရှိနေတာကြောင့် MNDAA ဘက်ကအခုလိုထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်။အထုဒေသတစ်လားရှုမြို့ကျမ်းမာရေးဌာနအနေနဲ့လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ငလင်တန်းကြောင့်ထိခိုက်ဒဏ်ရာရသူတွေကိုစေကူသားမှုခံယူမယ်ဆိုရင်အခမဲ့ကူသားပေးမယ်လို့အထုဒေသတစ်ကျမ်းမာရေးဌာနတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်။လုံခြုံရေးအခြေအနေတွေကြောင့်ငလင်တန်းတင့်ဒေသကလူနာ တွေကိုသွားရောက်ခေါ်ယူပြီးတော့စေကူတာပေးတာမျိုးမလုပ်နိုင်သေးပေမယ့်အရေးပေါ်ကြုံလာရင်တော့ကုညီပေးဖို့အသင့်ပြင်ထားတယ်လို့ MNDAA အထူးဒေသတဲ့ငလင်တန်ကုညီကေဆယ်ရေးအဖွဲ့ကအရေးပေါ်ကြေညာထားပါတယ်။ အထူးဒေသတဲ့ကျန်းမာရေးဌာနနဲ့သက်ဆိုင်ရာဌာနတွေအပါအဝင်လူမှုကူညီအသင်းအဖွဲ့တွေဘက်ကလူအင်အားဆေးပစ္စည်းနဲ့တည်ယူပို့ဆောင်ရေးယင်းတွေအဆင့်အင့်ပြင်ဆင်ထားတယ်လို့သိရပါတယ်။လက်တလုံးမှာစစ်ကောင်စီနဲ့ညှိနှိုင်းလို့မရသေးတဲ့အတွက် MNDAA ဘက်ကငလင်တန်တဲ့လူနာတွေကိုတွားရောက်ခေါ်ယူနိုင်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။ MNDAA ဟာလာရှိုးနဲ့ကိုကန့်ဒေသကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့တပ်ဖွဲ့ဖြစ်ပြီးတော့လက်ရှိမှာတရုတ်အစိုးရရဲ့ဂျာဝင်ညှိနှိုင်းပေးမှုကြောင့်စစ်ကောင်စီနဲ့အပြစ်ရက်ဆဲထားတာလည်းဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးမြန်မာငလင်ဘေးအတွက်တရုတ်နဲ့အိန္ဒိယအကူအညီများစတင်ရောက်ရှိတဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာငလင်ဘေးအတွက်တရုတ်နဲ့အိန္ဒိယအကူအညီများစတင်ရောက်ရှိတယ်လို့သတင်းရရှိပါရယ်။မလ29ရက်နေ့မနက်9:30မိနစ်မှာတရုတ်နိုင်ငံယူနန်ပြည်နယ်မှာကေဇေးအီစေကူတာမှုအဖွဲ့ဝင်38ဦးရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်သူကိုရောက်ရှိခဲ့ကြပါရယ်။အဆိုပါအဖွဲ့ဟာမြန်မာနိုင်ငံရဲ့ငရင်ဘေးအန်ဂျယ်ဖြစ်ပွားပြီးတဲ့နောက်အချိန်မီအရေးပေါ်ကူညီရန်ညနေအထိခရီးဆက်လာကငလင်ဖြစ်ပြီး18နှစ်အရွယ်မြန်မာနိုင်ငံသို့ပထမ မဆုံးရောက်ရှိလာတဲ့အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ဖြစ်တယ်လို့တရုတ်နိုင်ငံတန်ယုံရန်ကုန်ကဖော်ပြထားပါတယ်။အလားတူအိန္ဒိယလေတပ်ရဲ့ပထမအကြိမ်လေရင်မြန်မာငလင်အတွက်အကူအညီပစ္စည်းများတင်ဆောင်ပြီးရန်ကုန်လေစိတ်ကိုမလ29ရက်နေ့မနက်ပိုင်းမှာဆက်ရောက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီ UWSA တပ်ဖွဲ့မှငလင်ဘေးတင်ဒေသရှိပြည်သူများအားဝန်နေချောင်းတုံလွာနဲ့အတူငွေကျပ်တန်း2000ကုညီလှူဒန်းမယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ UWSC တပ်ဖွဲ့မှငလင်ဘေးတင်ဒေသမှာရှိတဲ့ပြည်သူများအားဝန်နေချောင်းတန်ဝန်လွာနဲ့အတူငွေကျပ်တန်း2000ကုညီလှူဒန်းမှာဖြစ်ကြောင်းမတ်လ28ရက်နေ့ညပိုင်းမှာဝါပြည်နယ်ပြင်ပဆက်ဆံရေးယုံတာဝန်ခံဦးညီရန်ကအတိပေးဆိုထားတာပါမိမိတို့ UWSC တပ်ဖွဲ့မှငလင်ဘေးတင်ဒေသမှာရှိတဲ့ပြည်သူများအားဝန်နေချောင်းတန်ဝန်လွာနဲ့အတူငွေကျပ်တန်းပေါင်း2000 ကူညီလှူဒန်းသွားမှာဖြစ်ကြောင်းပနာမသိရပါတယ်လို့ဖော်ပြထားပါတယ်။မလ28ရက်နေ့မွန်လွယ်ပိုင်းလှုပ်ခတ်ခဲ့တဲ့ဖြတ်အားပြင်းငလျင်ကြောင်းရှမ်းပြည်နယ်အောင်ပန်းနဲ့အင်းလီစတဲ့နေရာများမှာလည်းငလျင်တန်ခံခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးငလင်တိုင်းတင်ပြည်သူများကုညီရေးအတွက်အရေးပေါ်ရန်ပုံငွေလှူဒန်းရရှိမှုငွေစရင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ယုံထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ငလင်တိုင်းတင်ပြည်သူများကုညီရေးအတွက်အရေးပေါ်ရန်ပုံငွေလှူဒန်းရရှိမှုငွေစရင်ကိုကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ယုံကမလ29ရက်နေ့7နာရီ32မိနစ်အထိလက်ခံရရှိငွေစရင်များထုတ်ပြန်ထားပါတယ်။ NUG ထိန်းချုပ်ထားတဲ့ဒေတာများမှရှိတဲ့စာနယ်ဇင်းခါနဲ့အရေးပေါ်အကူအညီလိုအပ်နေတဲ့ငလင်တိုင်းတင်ပြည်သူများကိုဒေတာကန်အုပ်ချုပ်ရေးနဲ့လူမှုအဖွဲ့အစည်းများမှတဆင့် ကူညီလုပ်ငန်းများကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ရရှိငွေအလုံးကို NUG MOHATM တို့ပေးပို့သွားမှာ ဖြစ်တယ်လို့ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးကဆိုထားပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့သကိုင်းငလျင်ကြီးကြောင့်ထိခိုက်နေနာကြရတဲ့မြန်မာပြည်သူများအားကူညီစောင့်ရှောက်ပေးရန်အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BND ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနမှအရေးပေါ်ရန်ပုံငွေထူထောင်ပြီးဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနိုင်ငံတကာအစိုးရများနဲ့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအနေနဲ့ငလင်တန်းခန်းစားနေရသူတွေကိုလူသားချင်းစာနာထောက်ထားရေးဆိုင်ရာအကူအညီတွေပံ့ပိုးပေးဖို့ IEC တိုက်တွန်းတဲ့တရင်ကိုတင်ပြပေးပါမယ်။နိုင်ငံတကာအစိုးရများနဲ့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအနေနဲ့ငလင်တန်းခန်းစားနေရသူတွေကိုလူသားချင်းစာနာထောက်ထားရေးဆိုင်ရာအကူအညီတွေပံ့ပိုးပေးဖို့ကရင်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မနေ့ကမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ဘေးအန္တရာယ်နဲ့ပတ်သက်လို့ IEC ကစကိုင်းနယ်မန္တလေးတိုင်းအပါအဝင်နိုင်ငံတဝန်းလုံးငလင်တန်းခန်းစားနေရတဲ့ပြည်သူတွေအတွက်အရေးပေါ်လူသားချင်းစာနာထောက်ထားရေးဆိုင်ရာအကူအညီတွေပံ့ပိုးပေးဖို့တိုက်တွန်းတောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။လူသားချင်းစာနာထောက်ထားရေးအကူအညီပေးရမှာအမှန်တကယ်လိုအပ်နေတဲ့အောက်ခြေပြည်သူတွေစီဒိုက်ရိုက်ရောက်ရှိစေရေးဒေသခံအရေးပတ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့လည်းအလေးနက်ထားတိုက်တွန်းထားပါတယ်။တရားမဝင်အာဏာသိမ်းစစ်တပ်ကငလင်ဘေးကိုအကြောင်းပြုပြီးတော့ပုံမှုစု းရွားတဲ့ဖိနှိပ်ကန့်သတ်မှုတွေလှုံ့ဆော်လာနိုင်တာကိုလည်းသတိကြီးစွာနဲ့တုံ့ပြန်ရမယ်လို့အသိပေးထားပါတယ်။ကိန်းနီပြည်မှာလည်းငလင်လှုပ်ခတ်မှုတန်တက်ရောက်ခဲ့တာရှိပြီးတော့ထိခိုက်ပျက်စီးတာတွေအများအများမရှိခဲ့ပေမဲ့ပြည်သူလူထုအနေနဲ့တုံ့လုံးခြောက်ခြားနေကြတယ်လို့သိရပါတယ်။ငလင်တန်နောက်ဆက်တွဲအနေနဲ့ပြည်သူတွေအငတ်ဘေးနဲ့ပူးပူးကြုံလာရနိုင်ပြီးတော့ဘေးထွက်ဆိုးကျိုးတွေရှိလာမှာကိုလည်းအလွန်စိုးရိမ်ရတဲ့အတွက်ကြောင့်ပြည်သူလူထုအနေနဲ့သက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေလူမှုကေဆေးရေးအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တဘာဝဘေးရန်တွေ ယ်ဆိုင်ရာအတွက်ကြိုတင်ကာကွယ်ပြင်ဆင်တာတွေလှုပ်ရှားကြဖို့နှိုးဆော်ထားပါတယ်။ဒါပြင်ငလင်ပေး NDA ကြောင့်ခရင်နေပြည်အတွင်းလာရောက်ခိုးလုံလို့တဲ့ပြည်သူတွေရှိမယ်ဆိုရင်လာရောက်ခိုးလုံနိုင်ပြီးတော့အတက်နိုင်ဆုံးကြိုးစုပံ့ပိုးပေးမယ်လို့အတိပေးဖိတ်ခေါ်ထားပါတယ်။ခရင်နေပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီအနေနဲ့ကင်းဒီပီကအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့ငလင်တန်ကြောင့်ထိခိုက်နေတာဆုံးရှုံးခဲ့ရသူတွေကိုပံ့ပိုးကူညီတာတွေလှုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ထားပါဗျာခင်ဗျာ ဆက်လက်ပြီးငလင်းဘေးတံတင်ပြည်သူများအထွတ်ကုညီကေစေရေးစာနေရေးခါထောက်ပံ့ရေးပြည်လည်နေရာချထားရေးကိစ္စရပ်များအထွတ်လူသားစာနာဝန်ကြီးဌာနသို့ဓာတ်ရိုက်လှူဒန်းနိုင်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်ဒီဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့်လက်တလောငလင်းဘေးတံကြောင့်အရေးပေါ်ထောက်ပံ့အကူအညီလိုအပ်လျက်ရှိတဲ့နေရာဒေသအသီးသီးမှငလင်းဘေးတံတင်ပြည်သူများအထွတ်ကုညီကေစေရေးစာနေရေးခါထောက်ပံ့ရေးပြည်လည်နေရာချထားရေးကိစ္စရပ်များအထွတ်ဝန်ကြီးဌာနရဲ့ QR code များသို့ တိုင်းရိုက်ပါဝင်လှူဒန်းနိုင်တယ်လို့အသိပေးဖော်ပြထားပါတယ်။လက်ခံရရှိတဲ့ကုညီကေစေးရဲ့အလှူငွေများကိုငလင်ဘေးတံတင်ပြည်သူများထံသို့မြေပြင်မှာရှိတဲ့တိုင်းရိုက်ကုညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းများနဲ့ချိတ်ဆက်ထောက်ပံ့ပေးသွားမယ်လို့ဆိုထားပါတယ်ခင်ဗျာ။ဆလပီငလင်ဘေးတန်တဲ့မြန်မာပြည်သူများအတွက်အရေးပေါ်အကူအညီအဖြစ်ယူရို1.5သန်း EU ထောက်ပံ့မယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ဥရောပသမဂ္ဂ EU အနေနဲ့မြန်မာနိုင်ငံကငလင်ဘေးဒဏ်သင့်ပြည်သူတွေအတွက်ကနေဦးအနေနဲ့အရေးပေါ်အကူအညီအဖြစ်ယူရို2.5တန်းအကူအညီပံ့ပိုးပေးဖို့ဆုံးဖြတ်လိုက်တယ်လို့ဒီကနေ့မက်လာ29ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။လူအများပြားတည်ဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်စေခဲ့တဲ့အင်အားပြင်းငလင်လှုပ်ခတ်ခဲ့တာအတွက် EU ကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။အခုထောက်ပံ့မဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာခွဲဝေချထားပေးမှုဟာမ မြန်မာနိုင်ငံကအထူးခိုက်လွယ်ဆုံးသူတွေအတွက်အရေးပေါ်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့နဲ့အသက်တွေကိုကယ်တင်ဖို့အတွက်အထောက်အကူဖြစ်စေမယ်လို့ EU ထုတ်ပြန်ချက်ကဆိုထားပါတယ်။ EU အနေနဲ့နောက်ထပ်အကူအညီတွေပေးအပ်ပံ့ပိုးပေးနိုင်ဖို့အတွက်မြေပြင်အခြေအနေနဲ့လိုအပ်ချက်တွေကိုအကဲဖြတ်နေတယ်လို့လည်းအသိပေးထားပါတယ်။မြန်မာနိုင်ငံကငလင်တန်တင်ပြည်သူတွေအတွက်ကနဦးအနေနဲ့အရေးပေါ်အကူအညီအဖြစ်ယူရို1.5တန်းအကူအညီပံ့ပိုးပေးဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့်အခုခွဲဝေချထားပေးမှုနဲ့ဆိုရင်အခုနှစ်အတွင်းမြန်မာနိုင်ငံအတွက်ထောက်ပံ့တဲ့လူသားချင်း င်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအားဆိုရင်စုစုပေါင်းယူရို35ဒန်းအထိရောက်ရှိသွားပြီလို့သိရပါဗျ။နိုင်ငံတကာအစိုးရများနဲ့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအနေနဲ့ငလင်တန်းခန်းစားနေရသူတွေကိုလူသားချင်းစာနာထောက်ထားရေးဆိုင်ရာအကူအညီတွေပံ့ပိုးပေးရမှာအမှန်တကယ်လိုအပ်နေတဲ့အောက်ခြေပြည်သူတွေစီတိုင်းရိုက်ရောက်ရှိစေရေးဒေသခံအရက်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့ကရင်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကတိုက်တွန်းထားပါဗျာ။ အခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့မင်းတီယန်တို့ကပေးပို့ထားတာပဲဖြစ်ပါရယ်ခင်ဗျာ။